ကျွန်တော်ရဲ့ပြီးခဲ့တဲ့ဗီဒီယိုဆောင်းပါလိလိယူမရှုသင့်တဲ့အရေးကြီးတဲ့ကျမ်းမာရေးလက္ခဏာရှိရမှာအရေးကြီးတဲ့ရင်ပတ်အောင်ခြင်း chest pain အကြောင်းကိုတင်ပြပါမယ်။ယောဂကြောင့်ဖြစ်ပေါ်လာတဲ့ယောဂလက္ခဏာများဟာတခါတရံမှာသင်ထင်ထားသလောက်ပြင်းထန်ခြင်းမရှိပါ။အဖြစ်များတဲ့တာမန်ကျမ်းမာရေးဆိုင်ရာပြဿနာများစွာဟာတိတာထင်ရှားသောသို့မဟုတ်ပြင်းထန်သောလက္ခဏာများမဖြစ်ပေါ်စေတော့လေ။ သင်ရဲ့ကျန်းမာရေးကိုတည်တည်တာတာတည်ရောက်မှု ရှိနိုင်ပါတယ်။ဥပမာအားဖြင့်စီဂျူယောဂဟာအစပထမမှာရေငတ်ခြင်းအလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းနဲ့စီးမကြခဏသွားခြင်းစတဲ့မထင်ရှားတဲ့လက္ခဏာများသာဖြစ်ပေါ်ပြီးကုသမှုမခံရပါကသင်ရဲ့ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သောလက္ခဏာများဟာအေးအေးမဝခြင်း စိတ်ဖိစီးမှုသို့မဟုတ်အာဟာရမပြည့်ဝခြင်းကြောင့် တင့်နေထိုင်မှုပုံစံနဲ့ဆက်ဆက်နေနိုင်ပါတယ်။သို့တော်လည်းတခါတရံမှာတင့်ကြမ်းမရင်းနဲ့ပတ်သက်သောမူလပြဿနာများကြောင့်လည်းဖြစ်နိုင်ပါတယ်။ယင်ပတ်အောင်ခြင်းနဲ့ပတ်သက်ပြီးလေ့လာကြည့်မယ်ဆိုရင်ယင်ပတ်အောင်စီနိုင်တဲ့အကြောင်းအရာအမျိုးမျိုးရှိပါတယ်။သင်ခံစားရတဲ့နာကျင်မှုရဲ့အမျိုးအစားနဲ့တည်နေရာပေါ်မူတည်ပြီးယင်ပတ်အောင်ရတဲ့အကြောင်းရင်းကိုဖော်ထုတ်နိုင်ပါတယ်။ယင်ပတ်အောင်ခြင်းဟာလူအများကိုစိုးရိမ်ပူပန်စေပြီး အကြောင်းပြချက်ကောင်းစေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ယင်ဘက်မှာဖိအားပေးသလိုနာကျင်ပြီးလက်မောင်းမေယိုဒါမှမဟုတ်ကြောဘက်ကိုပြန့်နှံ့သွားခြင်းဟာနှလုံးဖောက်ခြင်းရဲ့ထင်ရှားတဲ့လက္ခဏာတစ်ခုဖြစ်ပေမဲ့လည်းယင်ဘက်အောင့်ခြင်းအလုံးဟာနှလုံးနဲ့သက်ဆိုင်တာတော့မဟုတ်ပါ။စူးရှာပြီးဒါနဲ့ထိုးသလိုအဆက်မပြတ်နာကျင်မှုဖြစ်ပြီးထိတွေ့လျင်မနာတော့လေ လှုပ်ရှားမှုကြောင့်ဘုံမိုဆိုးလာပြီးအသက်ရှူခြင်းဒါမှမဟုတ်ချောင်းဆိုးခြင်းကြောင့်ဖြစ်ပေါ်လာသော နာကျင်မှုများဟာအဆုတ်ရောဂါတစ်ခုခုကိုညွှန်ပြနေပါတယ်။အဲ့ဒီလိုရင်ပအောင်ခြင်းဟာအသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးဝင်ခြင်း infection သို့မဟုတ်ရောင်ရမ်းခြင်း inflammation တို့နဲ့ဆက်ဆက်နိုင်တော့လေအဆုတ်ပေါက်ခြင်း collapsed lung သို့မဟုတ် အဆုတ်သွေးကြောပိတ်ခြင်း pulmonary embolism ကဲ့သို့သော ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့ပြဿနာများကိုလည်းညွှန်ပြနိုင်ပါတယ်။ပိုပြီးပြင်းထန်တဲ့အခြေအနေများမှာဆိုရင် အသက်ရှူတက်ခြင်း shortness of breath လည်းတွေ့ဖက်ဖြစ်ပေါ်လေရှိပါတယ်။အဆုတ်ကင်ဆာဟာလည်းရင်ဘတ်အောင်ခြင်းကိုဖြစ်စေနိုင်ပေမဲ့လည်းများသောအားဖြင့်အခြားလက္ခဏာများနဲ့အတူ ဖြစ်ပေါ်လေရှိပါတယ်။အဲ့ဒီလက္ခဏာများကတော့အသက်ရှူမဝါခြင်း၊ချောင်းဆိုးသွေးပါခြင်း၊မရည်ရွယ်ဘဲကိုယ်အလေးချိန်ကျဆင်းခြင်း အဆက်မပြတ်ချောင်းဆိုခြင်းဥပမာ သုံးပတ်ထက်ပိုကြာခြင်းတို့ဖြစ်ပါတယ်တကယ်လို့တင့်မှာအထက်ဖော်ပြပါလက္ခဏာတစ်ခုခုနဲ့အတူရင်ဘတ်အောင်ခြင်းခံစားရပါကဆရာဝန်ထံချစ်ချင်းတော်ရောက်ပြသဖို့လိုပါတယ်ရင်ဘတ်အောင်ခြင်းရဲ့တည်နေရာပြန့်နှံ့မှုဝိတေသနလက္ခဏာများပုံမိုးဆိုးရွားခြင်းနဲ့တက်တာရရစီတဲ့အခြေများအချင်းကြာချိန်နဲ့အချိန်နှုန်း ဘယ်လိုအခြေအနေမှာယင်ဘအောင့်နာကိုပြန်ဖြစ်စေတယ်စတဲ့ယောဂနဲ့ပတ်သက်တဲ့လက္ခဏာများကိုသိချမှတ်သားထားပါ။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးယောဂအဖြေရှာပါ။မိမိကိုယ်တိုင်နှလုံးယောဂသုံးဖို့အစာရင်ယောဂဟုမထင်မှတ်ပါနဲ့။ယင်ဘအောင့်ခြင်းကိုပေါ်ဆောက်ရမရပါ။တချို့ဖြစ်ရများဟာအသက်အန္တရာယ်ရှိနေတာကြောင့်အမြန်ဆုံးစိတ်ကူတာမှုခံယူပါ။အခုဖော်ပြတဲ့အကြံပြုချက်များကိုလိုက်နာခြင်းဖြင့် ရင်ဘတ်အောင်ခြင်းရဲ့အကြောင်းရင်းကိုပုံမူတိကျစွာသိရှိနိုင်မှာဖြစ်ပါတယ်။ဆက်လက်ဖော်ပြမယ့်လက္ခဏာများနဲ့အတူရင်ဘတ်အောင်ခြင်းဖြစ်ပေါ်ပါကအရေးပေါ်ကယ်ဆယ်ရေး ambulance ကိုချက်ချင်းခေါ်ဆိုသင့်ပါတယ်။အနာယူနေစဉ်သို့မဟုတ် ပေါ်ပါသောလှုပ်ရှားမှုအတွင် အသက်ရှူကြခြင်းခြေထောက်ရောင်ရမ်းခြင်းချွေးထွက်ခြင်းပြုတ်အံ့ခြင်း မူးဝေခြင်းသို့မဟုတ်သတိလစ်ခြင်းနဲ့ဂါမှုခြင်းတို့ဖြစ်ပါတယ်ဆက်လက်ပြီး British Heart Foundation ကနှလုံးဖောက်ပြန်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ပြလိုပါတယ်နှလုံးဖောက်ပြန်ခြင်းရဲ့ရောဂါလက္ခဏာများကိုသိရှိခြင်းဟာသင်ရဲ့အသက်ရှင်နိုင်မှုအခွင့်အလမ်းကိုများစွာတိုးမြင့်စေနိုင်ပါတယ်နှလုံးဖောက်ပြန်ခြင်းဟာဆီးဘက်ဆိုင်ရာအရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီးအလျင်အမြန်အရေးယူဆောင်ရွက်ရန်အထူးအရေးကြီးပါတယ် နှလုံးဖောက်ခြင်းဟာနှလုံးကြွက်သားအစိပ်ပိုင်းတစ်ခုသို့သွေးစီစဉ်မှုရုတ်တရက်ပြတ်တောက်သွားတာကြောင့်နှလုံးထိခိုက်မှုကိုဖြစ်စေနိုင်ပါတယ်။နှလုံးဖောက်ခြင်းကြောင့်ယောဂလက္ခဏာများဟာတယောက်နဲ့တယောက်ကွဲပြားနိုင်ပေမဲ့အများအားဖြင့်ရုတ်တရက်ရင်ဘတ်အောင်မဲရင်ဘတ်ပေါ်ဖိထားသလိုခံစားရပြီးနာကျင်မှုဟာဘယ်ဘက်ဒါမှမဟုတ်ညာဘက်လက်မောင်းလေပင်မေယိုကြောဒါမှမဟုတ် ဝမ်ဘိုက်ကိုပြန့်နှံ့သွားနိုင်ပါတယ်။တချို့လူများမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားရပေမဲ့တချို့မှာတော့မသက်မသာခံစားရရုံသာ ရှိပါတယ်။အစာမချေလေးပွားခြင်းနဲ့ဆင်တူတဲ့ပူလောင်တဲ့နာကျင်မှုကိုလည်းခံစားရနိုင်ပါတယ်။တခြားလက္ခဏာများကတော့ပြုတ်ခြင်းအခြင်းဖြစ်မယ်၊ချွေးထွက်မယ်၊ EDD ဖြစ်မယ်၊အသက်ရှူကျခြင်းတို့လည်းဖြစ်နိုင်ပါတယ်။အဖြစ်နည်းတဲ့လက္ခဏာများကတော့စိတ်ဖိစီးမှု ဖြစ်ခြင်းနဲ့ဆင်တူတဲ့ရုတ်တရက်စိုးရိမ်ပူပန်မှု panic attack ခံစားရခြင်းနှလုံးဖောက်ပြန်ခြင်းကြောင့်အဆုတ်မှာအရေးများဆုလာပြီးချောင်းဆိုးခြင်း အသက်ရှူတက်ခြင်းများလည်းဖြစ်ပေါ်လာနိုင်ပါတယ်အထက်ကဖော်ပြတဲ့လက္ခဏာများအားလုံးကိုမခံစားရဘဲလည်းနှလုံးဖောက်ခြင်းဖြစ်နိုင်ပါတယ်လူတိုင်းမှာရင်ပတ်အောင်နာကျင်မှု မတူနိုင်ကြောင်းသတိရှိရန်အရေးကြီးပါတယ်တက်ကြီးရွယ်အိုများအထူးသဖြင့် စီဂျိုယောဂရှိသူများမှာအာယုံကြောပျက်စီးမှုရှိနေတဲ့အတွက်နာကျင်မှုခံစားရဖို့မတူညီနိုင်ပါဘူးအမျိုးသမီးများနဲ့အမျိုးသားများဟာရေပုံရအားဖြင့်ဆင်တူတဲ့လက္ခဏာများကိုခံစားရပေမဲ့လည်းအမျိုးသမီးများဟာနှလုံးဖောက်ပြန်ခြင်းကိုမြန်မြန်ဆန်ဆန်သတိမပြုကြပါကျောင်းရင်ကတော့နှလုံးဖောက်ခြင်းဟာအမျိုးသားများရဲ့ပြဿနာအဖြစ်မှားယွင်းစွာကြုံကြည်ထားတာကြောင့်ဖြစ်ပါတယ် UK နိုင်ငံမှာဖျားမြအားဖြင့်အမျိုးသမီး60ဦးဟာနှလုံးသွေးကြောရောဂါကြောင့်နေ့စဉ်သေဆုံးလျက်ရှိနေပါတယ်။ကို့မှာနှလုံးဖောက်နေတယ်လို့သံရက်ရှိခဲ့ရင်ချက်ချင်းစိတ်ကူးတမှုခံယူရမှာဖြစ်ပါတယ်။ယခုကျွန်တော်တင်ပြခဲ့တဲ့ရင်ဘတ်အောင်ခြင်းနဲ့နှလုံးဖောက်ခြင်းအကြောင်းဖော်ပြထားတဲ့အချက်လက်များဟာအထွေထွေပညာပေးရွေးချယ်အတွက်သာဖြစ်ပါတယ်။အဲ့ဒီအချက်လက်များကိုကြွန့်ကျင်တဲ့ဆေးပညာရှင်ရဲ့အကြံဉာဏ်ယောဂရှာဖွေခြင်းသို့မဟုတ် ကုသမှုတွေအစာထိုးအသုံးပြုခြင်းမပြုသင့်ပါယင်ဘတ်အောင့်ခြင်းဟာအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေအမျိုးမျိုးရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်သင်မှာယင်ဘတ်အောင့်ခြင်းကို ခံစားရပါကသို့မဟုတ်နှလုံးဖောက်နေတယ်လို့တန်တရာရှိပါကစေကုသမှုချက်ချင်းခံရအကြံပြုအပ်ပါတယ်သင်ကျမ်းမာရေးဆောင်လျှောက်သူကိုဆက်သွယ်ပါ အရေးပေါ်ဝန်ဆောင်မှု ambulance ကိုခေါ်ပါ နိဆရာဆေးရုံတို့နှောင့်နှေးခြင်းမရှိဘဲတွားရောက်ပြီးအချိန်မီဆေးကုသမှုခံယူရန်အလွန်အရေးကြီးပါတယ်။ကြီးရှုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။သိတူတဲ့အကြောင်းအရာသုံးမဟုတ် အကြံပြုချက်များကို အောက်မှာရေးသားပေးများနိုင်ပါတယ်။